ဖြတ်တယ်တွေးတယ်ရောင်းတယ်ဆိုတာဟုတ်ကဲ့ရောင်းကတော့ဒါပွဲစားလက်အပ်ရတာလေပွဲညို့မခုတ်တဲ့ပွဲစားဆိုတာရှိလားမေးရလားအဲ့တော့ပွဲညို့မခုတ်တဲ့ပွဲစားရှိကျင်လည်းရှိပါဗောနော်ပွဲညို့မခုတ်တဲ့ပွဲစားတွေလည်းရှိမယ်ပွဲညို့ခုတ်တဲ့ပွဲစားတွေရောမရှိဘူးလားဒီလိုပဲပြောမယ်ဟုတ်တယ်မလားပွဲညို့မခုတ်တဲ့ပွဲစားတွေလည်းရှိတယ်လို့ပွဲညို့ခုတ်တဲ့ပွဲစားတွေလည်းရှိတယ်ကိုပြည့်တဲ့ကြောက်က၁၀သိန်းထွက်နေပြီ သူကဒီနေ့ကပွဲရမတည့်သေးဘူးတကယ်လို့ဆိုင်ရင်း9000လောက်တွေနဲ့သူကဟိုမနောက်မှာအကျွေးတွေပါတယ်လည်းရှိရယ်ပေးကြတယ်လည်းရှိရယ်တကယ်ချင်းနဲ့ညနေညဘီယာတောက်တာလည်းချိန်တာဟိုမှာကောင်မလေးနဲ့ချိန်တာလည်းရှိသေးတယ်လောလောဆယ်ဆယ်သိန်းရတော့တက်လို့ရှိရင်9000ပဲဒါပေမဲ့သူမတွက်နေရကြိုတင်မျိုးမှာမလောက်ဘူးဟုတ်တယ်မလားမလောက်ကြတယ်သူကဘာလောက်မလဲပွင့်ညခုမှာလေအာအစီအစီကြောက်လေဈေးထွက်နေပြီဘယ်လောက်ထွက်တော့9000ထွက်နေဟုတ်လားအာ9000ရတော့မရသေးပါဘူးကမရောက်သေးပါဘူးကွာ အဲ့နဲ့တော်နေကြကားတော့သူကထတ်ဆက်တယ်ငါအစီဇီးတော့နည်းနည်းတော့တက်လာတယ်ဘယ်လောက်တက်လာတော့6သိန်းတက်လာတယ်ဟိုမှာချိတ်ကြတာ10သိန်းကချိတ်ထားပြီ6သိန်းထွက်လာတယ်ဒါပိုင်ရှာလဲနည်းနည်းလေးတော့စဉ်းစားယူပေါ့အမယောင်းသေးပါဘူးကွာအဲ့ထတ်ဆွဲတယ်ဒါက normal ပဲနော် normal ပုံမှန်ပဲအဲ့နဲ့3ချိန်မြောက်ဆွဲလိုက်တယ်3ချိန်မြောက်ဆွဲကြတော့အမန်တော့ဟိုကသွားပြီးတော့ဆွဲတာမဟုတ်ဘူးဟိုမှာချိတ်ထားတာအဲ့ဒီကလက်မိဆွဲတယ်ဟာစီ နောက်ဆုံးပဲသူကအမြင့်ဆုံးလို့ပြောတယ်ခုနှစ်သိန်းပေးတယ်အဲ့လိုပြောမှာပေါ့နော်အမြင့်ဆုံးပဲတဲ့မတက်တော့ဘူးတဲ့ကျွန်တော်လည်းကွာသွားရေ3-4ချင်းရှိပြီဆွဲတာဒီလိုပြောမှာအေးကွာဆိုရင်ရောင်းလိုက်ပါတော့လို့ပြောလိုက်တာအဲโอเคအဲ့တော့သူကဟိုမှာ3သိန်းကကျန်သွားပြီအဲ့ကနေပြီးတော့မှအဲ့ဒီကုန်တယ်ကြီးမှာဒါလေးကတော့ပိုင်ရှင်ကမကြိုက်ဘူးတဲ့ဒါလေးကိုအမြင့်ဆုံးကြည့်ပေးပါလို့သူကဆွဲအောင်မှာဆွဲကတော့ဟိုဘက်ကကုန်တယ်နဲ့သူမြတ်လည်းရင်းနှီးကတော့ပွဲကလေးငါထည့်ပေးလိုက်မယ်ကွာ10သိန်းနဲ့9000 အဲအဲ့မှာလဲ10သိန်းနဲ့9000ဆိုကားဆိုတော့ဘယ်လောက်ရသွားရော3သိန်းခွဲခုနကတော့9သိန်းတက်ရဆိုတော့ရောင်းတဲ့သူစီကလည်း3000ခွဲယူမှာအဲ့တော့သူကမှ4 4သိန်းနီးနီးလောက်ရသွားတယ်အဲ့လိုမျိုးပွဲစားတွေရှိတာမရှိလားရှိတယ်အတွေ့အကြုံတွေကျွန်တော်တို့ကဒီမှာ wine မှာနေတယ်ဆိုတော့အများကြီးဆိုတော့တည်နေတာဆိုကားဆိုတော့ခုနကျွန်တော်ပြောနေပါလဲဆိုတော့အဓိကဖြတ်တဲ့အခါမှာလဲပဲဆုံးယူနိုင်ရည်ရှိတယ် သွေးတဲ့အခါမှာလည်းပဲဆုံညွန့်နိုင်ရရှိတယ်ရောင်းတဲ့အခါမှာလည်းအဲ့တော့အဲ့ဒီဟာတွေအစအဆုံးကိုကိုတိုင်းပထမဦးဆုံးအနေနဲ့တိဖို့တတ်ဖို့လိုတယ်အဲ့တော့ခုနကပဲသင်တန်းဆင်းပြီးဆိုရင်ဟာကြိတ်ကြရီဆရာလိုပဲသူများပဲသွေးခိုင်းမယ်သူများပဲဖြတ်ခိုင်းမယ်ကိုမျိုးပဲရောင်းခိုင်းမယ်ငါဘာမှမလုပ်ဘူးဆိုရင်မလွယ်ဘူးလို့ပြောချင်တာ